တက်ဖက်ဒက်စ်ကိုအားယူချရင်စူပါကဲနဲ့ပွဲကိုသင်ခန်းစာယူဖို့လိုအပ်နေတဲ့ပရိုနီကာပရိသတ်များအားလုံးပဲမင်္ဂလာပါများနော့ကောက်နျူးစ် MM ကနေတင်ဆက်နေပါတယ်။ဝမ်ချမ်ပီယံရှစ်ရဲ့မြို့သမီးအဒမ်ဝိတ်ကျမ်းမှာစတန်ဖက်ဒက်စ်နဲ့ပရိုနီကာထိတိုက်တွေ့ဆုံမှုလာလာကောင်းနေတဲ့ပွဲစဉ်ဟာပရိသတ်တွေအတွက်အတော်လေးကိုမှစိတ်ဝင်စားစရာကောင်းပါတယ်။စတန်ကလည်းပရိုနီကာနဲ့ထိုးကျင်တယ်လို့ဓာတ်ရိုက်ပြောခဲ့ပြီးတော့ပရိုနီကာလည်းဒီစိန်ခွန်မှုကိုချက်ချင်းလက်ခံခဲ့တာကြောင့်ဒီပွဲဟာလာမယ့်နှစ်မှာတေချာပေါက်ဖြစ်လာနိုင်ရည်ရှိနေတယ်လို့မြင်မိပါတယ်။ စတန်ဖက်ဒက်ကဝမ်ချမ်းမြရှိရဲ့မျိုးသမီးအတန်ဝိတ်တန်းမှာချမ်းမြကပတ်3ခုထိရယူခဲ့ပူးပြီးတော့လူကြိုက်များတဲ့ကစားမတူဖြစ်ပါတယ်။သူမဟာ MMA, Muay Thai, Kickboxing, Balala Down နဲ့ Fighter မာလီလည်းဖြစ်ပါတယ်။သူမရဲ့ထူးခြားချက်ကတော့လျင်မြန်တဲ့ခြေကန်တိုက်ခိုက်မှုနဲ့အရန်ကိုတိကျပြင်းထန်တဲ့လက်သေးချက်တွေဖြစ်ပါတယ်။စတန်ကသူ့ရဲ့ပြန်လာမှုတက်စီစဉ်ထားတဲ့အစဉ်အဆက်ရှိပါတယ်။နောက်နေ့မှာမွေထိုင်းနဲ့အာကစားပြန်လုပ်မယ်ပြီးမှ MMA ကိုပြန်ဝင်မယ်လို့ဆိုထားပါတယ် ဖရော့ကတော့135107မှာထိုင်းနိုင်ငံသူ Junior Fair Desk ကိုဒုတိယချီမှာ TKO နဲ့နိုင်ထားတာဖြစ်ပါတယ်။ဒီအောင်မြင်မှုက VO ကို1 Championship ရဲ့အနာဂတ်စောင့်ကြည့်သူစီးရင်တဲ့ကိုဝင်သွားစေခဲ့ပါတယ်။ Stan Korai ဖီရိုနဲ့တိုက်ရင်ကောင်းမယ်ပြောစရာကောင်းမယ်လို့ပြောခဲ့တာကြောင့်ဒီပွဲဟာ2026ခုနှစ်အစောပိုင်းမှာမွေထိုင်းကောင်းစဉ်အောက်ကနေဖြစ်လာနိုင်ဖို့များနေပါတယ်။ Stan နဲ့ Bro တို့နှစ်ယောက်ကြားပွဲဖြစ်ကြမယ်ဆိုရင်ဘသူမှအာသာချက်ပိုရှိမလဲ။ စတက်ဟာဘရော့ထက်အတွေ့အကြုံပိုများပါတယ်။ကစားမဘဝတစ်လျှောက်မွေတိုင်းပွဲ86ပွဲကစားခဲ့ပြီးတော့ဝမ်ချမ်ပီယံရှစ်လိုကမ္ဘာအဆင့်မီပရိုမိုးရှင်းတွေမှာချန်ပီယံဆုတွေရခဲ့ပုသူတစ်ယောက်ဖြစ်ပါတယ်။ဘရော့ဒီကအနေနဲ့စတန်ကိုနဲ့ရဖို့ဆိုရင်စူပါဂဲရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေကိုတွေ့ယူပြီးတော့ရှင်ပြိုင်သင့်ပါတယ်။စူပါဂဲကစတန်ကိုတော်လေးဒုက္ခပေးကစားသွားနိုင်ခဲ့တာကိုကြည့်မယ်ဆိုရင်ဘရော့ဒီကအတွက်သင်ခန်းစာယူစရာတွေအများကြီးဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ1 5 night 6မှာထိတ်တန့်ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီးတော့စူပါဂဲရဲ့နီးပြဟာတွေကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေကိုအများဆုံးအသုံးချခြင်း စွာအပြင်းထန်တဲ့တိုက်ခိုက်မှုများနဲ့မယမနာဖိအားပေးခြင်းတို့ကြောင့်စတန်တွက်ခက်ခဲမှုတွေဖြစ်သွားစေခဲ့ပါတယ်။စူပါကဲဟာပွဲစဉ်တစ်လျှောက်လုံးလုံနီးပြွာတွေကိုအင်မတန်ထိရောက်စွာအသုံးပြုခဲ့ပါတယ်။သူမဟာစတန်ထက်ရက်ရှိပြီးတော့လက်တံပိုးရှိတာကြောင့်စတန်ကိုသူ့ရဲ့ကွာဝေးတဲ့ဝင်မလာနိုင်အောင်ချုပ်ထားနိုင်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်စတန်ရဲ့ထိရောက်တဲ့ကွာဝေးတွင်ဝင်ရောက်တိုက်ခိုက်နိုင်မှုကိုဟန်တားနိုင်ခဲ့ပါတယ်။စူပါကဲဟာခြေလမ်းမှန်မှန်နဲ့ရှေ့တက်ပြီးတော့ပြင်းထန်တဲ့တိုက်စစ်ကစားပုံနဲ့အုံပြုခဲ့တာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်ပွဲစဉ်ရဲ့အရှိန်အဟုန်ကိုကနေဦးကလေးကသူ့စီမှာရယူနိုင်ခဲ့ပါတယ်။ မယမနာဖီအားပေးကစားခဲ့တာကြောင့်စတန်ကိုနောက်ပြန်ဆုတ်သွားစေပြီးကွင်းစွန်ဘက်ကိုရောက်သွားအောင်လှုပ်လှောင်ဆောင်နိုင်ခဲ့ပါတယ်။ဒီလိုဖီအားဖိမှုကြောင့်စတန်အနေနဲ့သူ့ရဲ့ပုံမှန်ကစားဟန်ဖြစ်တဲ့ခြေလမ်းမှန်မှုနဲ့တိုက်ခိုက်မှုတွေကိုဆင်နွှဲဖို့ခက်ခဲစေခဲ့ပါတယ်။စတန်ဟာလိုခက်ခဲ့တဲ့ခြေတွေကိုဒီလိုနီလာအနေနဲ့ရင်ဆိုင်ကျော်လွှားပြီးနောက်ဆုံးပွဲမှာပွဲနိုင်ရအောင်ကြိုးစားခဲ့တာပါ။စူပါကဲဖီအားပေးမှုကိုရှောင်ရှားနိုင်မှုအတွက်ခြေလမ်းရွေရှားမှုကောင်းကောင်းကိုအသုံးပြုခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်စူပါကဲရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကိုရှောင်ရှားနိုင်ခဲ့ပြီးတော့ပွဲစဉ်ရဲ့အချိန်နှုန်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ စူပါကရဲ့ရှေတိုးတိုက်ခိုက်မှုကိုခုခံရမှာသူ့ရဲ့ပြတ်သားတဲ့ပြန်လည်တိုက်ခိုက်မှုကောင်တာချက်တွေကိုအသုံးပြုခဲ့ပါရီဒီလိုလှုပ်ဆောင်ခြင်းအပြင်စူပါကရဲ့တိုက်စစ်တွေကိုခြေဖြတ်နိုင်ခဲ့ပြီးသူ့ကိုယ်သူလည်းကာကွယ်နိုင်ခဲ့ပါရီပွဲစဉ်ရဲ့နောက်ဆုံးချိန်မှာစတန်ဟာသူ့ရဲ့ကစားဟန်ကိုပုံမကောင်းမွန်စွာပြတ်သားနိုင်ခဲ့ပြီးတော့ပြင်းထန်တဲ့လှုပ်ဆောင်မှုတွေကိုဇက်တိုက်အသုံးပြုပြီးတော့စူပါကရဲ့ဒုက္ခရောက်စေခဲ့ပါရီအဲဒါကြောင့်လည်းစတန်ကတိုင်းဆုံးဖြတ်တဲ့နိုင်ယူသွားနိုင်ခဲ့တာပါဒီပွဲစဉ်ဟာစတန်အတွက်ခက်ခဲတဲ့စင်ခုံမှုတွေရဲ့ဖြစ်ခဲ့ပေမဲ့သူမရဲ့အတွေ့အကြုံ၊ညာရင်ညာသွေးနဲ့စိတ်တဲ့ကြံ့ခိုင်မှုတွေကိုအသုံးချပြီးတော့ ရှုံးနေမှုကနေအောင်မြင်မှုစီကိုဥတီသွားနိုင်ခဲ့တာလည်းဖြစ်ပါရည်တကယ်လို့စတန်လေးရင်ဆိုင်ရမယ်ဆိုရင် Brody ကအနေနဲ့ဒီချက်တွေကိုသတိပြုပြီးတော့ view ဟာကောင်းကောင်းချမှတ်နိုင်မှုလိုအပ်မယ်လို့ထင်ကြပါခင်ဗျာအစုံနှိမ့်လိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ